လာရောင်ရှုံးမြတော့ညတညာအပိုင်းရှိဒီမခင်ဘာမှမကြောက်ပါနဲ့ခင်ကိုအစွမ်းကုန်ကူညီမယ်။ "तू ဟာတိတ်ဆာနေပုံရတယ်။ဒါနဲ့ရှိတာခြကျွေးလိုက်တယ်။ကိုကြော့ဖေကမျက်မှောင်ကုပ်လိုက်သည်။စားတော့လဲပြီးရောခင်တနတ်နဲ့သူ့ကိုသူတက်သေးတာပဲမဟုတ်လား။ခင်သည်ငိုတော့မြည်ကဲသူဖြစ်နေ၏။ကဲရော့ ဝိုင်းတစ်ခွက်တောက်လိုက်အောင်နောက်မှငိုခင်သည်ခေါင်းခါလေးသည်မငူတော့ပါဘူးခင်မိုက်မန်းမှားမန်းသိပြီကားပေါ်မှာခင်ပြောတာရှင်မှတ်မိသေးလားကိုကြော့ဖီသည်ခင်ဤစကားများကိုအမှတ်ရလာ၏ဒါကစိတ်ကူးရင်တာပဲအစကတော့ခင်တလောက်တောင်ရှူးမှာမဟုတ်ဘူးလို့ထင်တာဘာဖြစ်လို့သူ့ကိုယ်သူတတ်တည်ရတာလဲခင်မသိဘူးခင်မသိဘူးကိုကြော့ဖီသည်တမနစ်ခန့်များတွေ့နေပြီးနောက် စပွဲပေါ်မှာပကံခွက်ရောင်များကိုတင်းကလင်မန်းနဲ့ဆုထဲ၏။ဘာလို့တာလဲဟုခင်ကမေး၏။ဧည့်သည်တယောက်ဒီမှာလာစားတယ်ဆိုတာတဲလွန်စားမရှိအောင်ပေါ့။မိဖို့ချောင်းကဘမလဲ။ဟိုဘက်တကားကဝင်နောက်ပြီးဆင်းလိုက်။သူဒီလင်မန်းကိုယူကထွက်သွားပြီးနားမကြမီပြန်ရောက်လာ၏။ခင်မခေါင်းငိုက်ဆိုင်နဲ့ထိုင်လျက်ရှိလေသည်။တိတ်ကံကောင်းနေ။မနေ့ကပကံတွေဆေးမှမဆေးသေးပဲ။အကုန်စုပြုံထားတာကို။ ဒါနဲ့အဲ့ဒီအပုံနဲ့ထည့်ထားလိုက်တယ်အဲ့တော့လက်ရချီရမကြံ့တော့ဘူးပေါ့ကဲပလိတ်အချောင်းကြရအောင်ခင်ကလန့်ရီအော်ဤရှင်ဘာပြောတယ်နားထောင်ခေါင်းအီအီထားမှဖြစ်မယ်ကျွန်တော်အကုန်စဉ်းစားတယ်သိရဲ့လားခင်ကဒီလိုပြောအိပ်ပျော်နေတော့တခိုးတရဝင်လာတယ်သူ့နိုးတာနဲ့မီးဖွင့်ပြီးစပွဲပေါ်ကတနက်ကိုယူလိုက်တယ်တခိုးကဝင်လို့လို့တယောက်တစ်ပြန်ဖြစ်နေတော့တနက်ထွက်သွားတယ်ပေါ့ခင်ကသူ့ကိုပြစ်တာပဲဖြစ်ဖြစ် သူ့ကိုသူပဲပြစ်မိတာပဲဖြစ်ဖြစ်ကိစ္စမရှိပါဘူးဒါဆိုပြီးတာပဲဒါကိုဘသူကယုံအောင်မလဲအမှန်ထက်တော့ဒါကယုတ်တိရှိသေးတာပေါ့နေပါအောင်တနတ်တန်ကမမြည်ဘူးလားတိတ်မမြည်ဘူးမနန်းခိုင်ကြားလို့ပြေးလာသေးတယ်ခင်ကဘာတမ်းမှမကြားဘူးလို့ပြောလိုက်လို့ပြန်သွားတယ်သူလဲအိယာကလန့်လို့လို့ရောင်းတောင်းတောင်းဖြစ်နေတယ်နဲ့တူပါရဲ့ဒါပေမဲ့ပလိတ်ကစည်ရင်တော့တနတ်တန်ကြားရတယ်လို့ထွက်မှာပဲ အဲ့ဒီတော့ရှေ့နောက်မကြီးဖြစ်ကုန်မှာပေါ့ဒါလည်းမဖြစ်ပါဘူးရှင်တကယ်ဖြစ်တဲ့အတိုင်းကျွန်တော်ကိုပြောမပြနိုင်ဘူးလားအိုးအဖြစ်ကတိတ်ဆိုးတာပဲဒါပေမဲ့အယုံမဆိုးအောင်တော့တခုခုလုပ်ရမှာပဲခင်သည်ထိုထပ်ပူရင်မပြောကြည်ကိုကြော့ဖီသည်သူမအားငေးကြည့်နေ၏ပလိတ်တန်လာရင်အကုန်လုံးဒုက္ခဖြစ်တော့မှာပဲခင်တော့ဘသူမျက်နာမှာကြည်ဝွန်တော့မှာမဟုတ်တော့ဘူး တင်းစာတွေကလည်းရေးလိုက်ကြမယ်ဖြစ်ချင်းဦးရဲအောင်ကကိုခင်ဘွားတော့ဆုံးမှာပါပဲရှင်ထို့နောက်ဆက်လက်၍နောက်ပြီးတော့လေလူကတခိုးမဟုတ်ဘူးရှင်တနာစရာကောင်းလေးတသက်ပါတကယ်တော့ဒီအဖြစ်တွေအားလုံးကိုခင်ပဲခံထိုက်တယ်ခံလဲခံမယ်ဒါကဘလို့လဲခင်ကနာမည်ပြက်ခံပါလားခံမယ်ရှင်ကိုကျော့ဖေကခင်ကိုစိုက်ကြည့်နေဒီအလောင်းကြီးကိုအပြင်ထုတ်ပြလို့မရတော့ဘူးလေလား ဒီမှာမတွေ့ရင် तू တွေ့တာ ਨੇ ဘလို့လို့ဆက်ဆက်ကြည့်နိုင်အောင်မလဲမဖြစ်နိုင်ပါဘူးရှင်ဘာလို့မဖြစ်နိုင်ရမှာလဲဖြစ်နိုင်တယ်ခင်းကနည်းနည်းကူပဲအလောင်းယူကားနဲ့အပြင်ယူသွားပြီးတောတဲ့နေရာမှာဖြစ်ထားခဲ့မယ်လူရောက်နေတဲ့နေရာမှာထားခဲ့ရင်ဘသူမှတော့တော်နဲ့တွေ့မှာမဟုတ်ဘူး तू ပြောင်းနေတာကိုသိကြမှာပေါ့လိုက်ရှာနေရင်ဘယ်နဲ့လုံမလဲရှာခြင်းမှရှာကြမှာပါ तू ကတိလီနေတာမဟုတ်လားထမင်းလာကမပေးနိုင်တာနဲ့ထွက်ပြေးတာ ဒါမှမဟုတ်လင်းရှိမိမတယောက်နဲ့ထွက်ပြေးတာဖြစ်နိုင်တာပေါ့။ "तू ကရှမ်းပြည်ကမဟုတ်ဘူး။ရန်ကုန်ကနေပြီးအိမ်ရထွက်ပြေးတော်တယ်ကြ။ဒါဖြင့်ตาကောင်းတာပေါ့။ဘသူမှ तू ပြောက်နေတာသိမှာမဟုတ်ဘူး။ကိုချော့ပြီလေဒီအရှုပ်ထဲပါနေမှာပေါ့။ဒါကိစ္စမရှိပါဘူး။မပူစမ်းပါနဲ့။ကျွန်တော်ကစွန့်စွန့်စစားတွေလုပ်ချင်တယ်။ကိုချော့ပြီကပေါ့ပေါ့ပြောသည် ဟု ခင်ကအောက်မေကတွေ့နေလေ။သို့တော့ကိုကြော့ဖေပြောဆိုအကြံပေးချက်များမှာ အစီလျော်ဆုံးဖြစ်ပေသည်မကြခင်မိုးလင်းတော့မယ်ကိုကြော့ဖေးသည်လက်ပတ်နာရီကိုချိလိုက်သည်ဘတော့မိုးလင်းပါလေ9နာရီမထိုးခင်မလင်းသေးပါဘူးတနာရီလောက်အချိန်ကျန်ပါသေးတယ်မြင်မြန်ဆန်ဆန်လှုပ်ကြရအောင်ခင်သည် ဟင်းကနေတက်ပြင်းချလိုက်သည်ခင်တော့ရှင့်ကိုအပ်ထားတာပဲရှင်ပြောတာခင်လုပ်မယ်ဒါဖြင့်လာကိုကြော့ဖေးသည်တေသူဤအုတ်ထုပ်အပြော့ကလေးကို ကောက်ယူလိုက်ခါဧကန်းဆောင်သို့လာခဲ့ကြသည် ခင်ရ6ရောက်ကမှကျွန်တော်ကခေါင်းပိုင်းကနေမှမယ်သူတို့ဒီအလောင်းကြီးကို တကားဝါသူရွှေ့ခဲ့ကြသည် ကိုကျော့ဖေက နောက်ပြန်၍ခဲရင်စွာမှလာသည်ထို့နောက်အဝ၌ချလိုက်သည်ခင်ကကာမောင်ပြီးလှေကလေးအဝအထိယူခဲ့ ဟုတ်လားခင်ထွက်သွားစဉ်သူဒီအိမ်ထဲပြန်ဝင်ကနေရာပြန်စစ်ဆေးသည်ချမ်းပြင်ပေါ်၌သွေးစသွေးနာများရှိနေသည် တော်သေးဒီမှာရှင်ဘတ်နိုင်မှန်၍အပြင်သိမ့်မထွက်ဘဲနေခြင်းဖြစ်၏သူသည်ရေချိုးခန်းဘတ်သွားကမျက်နှာတုပ်ပေါ်ဟာရေဆွ၍သွေးများကိုဆင်အောင်တုပ်သည်ချမ်းမှာအနီရောင်ဖြစ်ရာအရာအကြောင်းမထင်တော့သွေးပိနေသောအဝတ်ကိုယူကာပြန်သွား၍ရေ၌နှစ်စေသည်ခင်မှာကားပိ၌ရောက်နေလိမ့်မည်ခင်ကသူ့ကိုဘာမှမမေးထို့နောက်သူတို့သည်အလောင်းကိုမာကားစီသို့ယူခဲ့ကြသည် ကားနောက်ဘက်သို့တင်ရာခင်ကခြေထောက်ကကူညီဖေးမှပေးသည်ကားနောက်ဘက်သို့လူတစ်ကိုယ်လုံးဝင်ပြီးတော့အခါကိုကျော့ဖေးကအုတ်ထုတ်အပြော့ကလေးကိုတည်သူအားစောင်းပေးလိုက်သည် သူသည် ကားမောင်းသည့်နေရာ၌ဝင်ထိုင်လိုက်သည် ခင်သည် သူ့ဘေးကဝင်ထိုင်လေသည်ကားသည် အသာထွက်လာလေသည်ပေတရာပေါ်သာရှောက်အောင်မလမ်းတစ်စစ်ချိုတစ်ခုရရင် တော်ကြည့်ရှိရဲ့ကားကိုလမ်းမကြီးပေါ်သို့ရောက်တော့အခါ ကိုကြော့ဖီသည် စက်ကုံတင်နေတော့သည်မြန်လာကြည်လားဟိုခင်ကမေး၏မမြန်လို့မဖြစ်ဘူးအချိန်ကတိတ်ရှိတော့တာမဟုတ်ဘူးခင်ခင်သည်ငြိမ်သက်စွာလိုက်ပါလာ၏လာသည်အင်းကြီးတစ်ဖက်ရှိတောင်နောက်သို့ရောက်သွားပြီဖြစ်၍မောင်မဲတိတ်ခဲနေလေ၏ခင်သည် မိုင်ပြတိုင်ခွက်ကိုမမြင်ရသို့သော တနာရီ60ကြော်မီဟုကသိနေ၏ခင်သည်လက်များကိုစုပ်ထား၏သူတို့သည် တကယ်အန္တရာယ်ကြီးတစ်ခုကို လုပ်နေခြင်းဖြစ်၏။သို့သောဤအခွင့်တစ်ခုသာရှိပေ၏။ခင်သည်ရင်တလှလှခုန်နေ၏။ပါးစပ်ကလည်းညင်းနေ၏။ခင်သိမ့်မိုက်တာပဲ။ကျွန်တော်တို့မောင်းလာတာ9မိုင်လောက်တော့ရှိပြီ။မိုင်းဆက်လန်ကွယ်မရောက်သေးဘူးလား။နီးပါပြီ။ဖြည်းဖြည်းမှတစ်ပင်များသည်ထူထပ်လာ၏။ခင်သည်ဤဘက်သို့မကြာခဏရောက်ဖို့သည်။လမ်းသည်ကျင်းလာကတောင်ကပယံတစ်ခုကျော်ပြီးနောက် လမ်းကွေကိုမြင်လာကြလေ၏။လျှောက်ပြီးလူသူအယောက်အပေါက်နေသောလမ်းကလေးကို တွေ့လိုက်ကြသည်။အနှဲငယ်လွန်သွား၍နောက်ပြန်ဆုတ်ခါချိုးဝင်ရလေသည်။မှောင်မဲနေသည်ဖြင့်ဘာမျှကောင်းစွာမမြင်ရခင်သည်ကိုကြော့ဖေ၏လမောင်းကို ကင်ဆုတ်ခါနေရာကိုပြ၏။ကိုကြော့ဖေသည် ကားကိုရှက်လိုက်လေသည်။တစ်ဖက်၌ကြောက်ကြီးရှိကခြုံပုံများဖြင့်ထူထပ်နေသည်ကိုရှိရှိမြင်ရလေ၏။ ကိုကျော်ဖီသည်ကားမီးလုံးကိုပိတ်လိုက်လေသည်ကျွန်တော်အောက်ဆင်းကြည့်လာအောင်မယ်နေရာကတော့ခေါင်နေကိုကျော်ဖီသည်ကားထဲမှထွက်ခါတစ်ပင်များအောက်သို့ရှောက်သွားလေသည်ခြုံပုံများကြားမှထိုးထွက်သွားနေသောသူဤခြေတံမှာနှမနဲ့၃မိနစ်ခန့်ကြာတော့ခါသူသည် ပြန်ရောက်လာလေသည်ဒီနေရာအတော်ပဲသူသည် အနည်းတွင်မြည်သူများမရှိတော့လေလေတံကလေးနှင့်ပြောလေသည်ကားအပြင်ရှောက်အောင်သာမထုတ်ပြီး ခြုံနေရအောင်တော့ကျွန်တော်တယောက်တည်းယူသွားမယ်ခင်လိုက်လို့တော့မရအောင်ခြေသလုံးတွေရှကုန်မယ်ကိစ္စမရှိပါဘူးခင်မာလိုက်ပါမယ်ခင်တော့ပြောနေတာမဟုတ်ဘူးဟုတ်ကိုကြော့ဖေကအတန်မာလာကဖနက်တွေထမိန်တွေစူးချက်ရတဲ့တွင်မနန်းခံတို့တွေကဘဲနဲ့ပြောကြမလဲဒါကြောင့်ပြောတာကျွန်တော်ဘာသာကျွန်တော်ဆွဲယူသွားပါမယ်ခင်သည်ကားထဲမှထွက်ကားကားနောက်တကားကိုဖွင့်ပေးလေသည်သူတို့သည်အလောင်းကောင်ကိုမားထုတ်မည်ဟုပြုစဉ် ောင်တကွေးမှာ ကားမိရောင်သည်လက်ခနဲထိုးလာလေသည် မိုင်းဆက်ဘက်မှာ ကားတစင်မောင်းလာခြင်းဖြစ်ပေသည်ဖရားကြီးအကုန်မိကုန်တော့မှာပဲဘယ်နဲ့လောက်ကြမလဲကိုကြော့ဖေရှင်ထွက်ပြေးဘာရီလျှောက်ပြောနေတာလဲရှင်ကိုခင်ဒီအရှုပ်ထဲမပါစေချင်ခင်ပါလားခံမယ်မယူးစမ်းပါနဲ့ဗျာစိတ်ကူးကောင်းရင် ဖြစ်ပါတယ်မဖြစ်ပါဘူးကိုကြော့ဖေခင်ကန်နဲ့ခင်မယ်ရှိပါစေတော့အตาနေစမ်းမှာခေါင်းအေးအေးထားမှာပေါ့ကဲကားရဲပြန်ဝင်ရအောင် မြင်မြင် ိုကျော်ဖေကခင်းလမောင်းကိုကင်က ကားရဲပြန်တွန်းပို့လိုက်သည်လမ်းတစ်ခွေ၌ကားမီးရောင်ပျောက်ကွယ်သွားလေသည်မကြခင်ပြန်လဲလာပြီလိမ့်မည်ကျွန်တော်ကိုဖတ်ထားဟန်ဆောင်ပေါ့ဗျာသမီးကြီးစားလို့ထင်အောင်ပေါ့စိတ်မရှိနဲ့နော် ကားသည်မောင်းဆင်းလာလေသည်2မိနစ်3မိနစ်အတွင်းသူတို့ကားကို ဖြတ်သွားပြီလိမ့်မည်ကျွန်တော်ခင်းကိုနမ်းမယ်ကားသည်နီးလာကားအော်ဟစ်သည်ဆိုတဲ့များကြားလာရလိမ့်ဒီကောင်တွေမူးလာကြတယ်နဲ့တူတယ် ကဲတရံလုံးတယုတ်နဲ့တူစင်နော်ကျွန်တော်ကိုဖတ်ထားသူတို့နှစ်ယောက်ဒီတယောက်ကိုတယောက်ဖတ်ထားကြလေသည်သူတို့ဒီမင်္ဂလာဆောင်တစ်ခုမှမူရစ်တောက်စားလာကြဟန်တူသည်အတန်ကုန်ဟဲ့အော်၍တီဆူနေကြသည်လမ်းပေါ်၌ကားတစင်းရပ်ထားသည်ကို မီးရောင်တွင် ရုတ်တရက်မြင်လိုက်သောအခါအော်လိုက်ကြသည်ကားပရိအုပ်တန်ပေါ်လာကကားမောင်းသူသည် အရှိန်ကိုလျှော့လိုက်လေသည် ကားသည်တဖြည်းဖြည်းနီးကပ်လာရာကားပေါ်၌ တအားပွေဖတ်ထားကြသောစုံတွဲကို ထင်ထင်ကြီးမြင်ချ၍တယောက်ကညဉ့်ဉန်းသောစကားလုံးတို့ဖြင့်ရေစရာပြောလိုက်လေသည်ကိုကျော့ဖေကခင့်ကိုတင်းချက်ပွေဖတ်ထားပုံမှာလောကကြီးတစ်ခုလုံးအားမေ့နေဟန်တယောက်ကအတန်ဝါအတန်လေးကြီးဖြင့်ချစ်စာခင်စာကျင်နာစားမှုဟူသောတခြင်းကို အော်ဆိုလေသည်ကြံလူများကဝိုင်းလိုက်စွာကားသည်လှိမ်၍ဖြည်းဖြည်းကလေးဖြတ်ကျော်နေလေတော့သည် ကျွန်တော်ကိုပြန်ဖတ်ထားဟုကိုကျော်ဖေတူတူကလေးလေးတန်းဖြင့်ပြော၍နှစ်ယောက်သားပို၍ပါခြင်းနှကန်းခြင်းထိအပ်နေကြသည်ကိုကျော်ဖေကအယံမူးသမားများအားလက်မြောက်ပြရာကားထဲမှလူတစ်ယောက်ကစပြီးဟေးဟုအော်လိုက်လေသည်ဝေးဝေးရောက်သွားသည့်အထိချစ်ဆခင်စားကျင်နာစားမို့ဟု၍တံပြန်လိုက်တံကိုကြားနေလေ၏ကိုကျော်ဖေကဖတ်ထားသောလက်များကိုရှုပ်လာ၍ခင်သည်ကားထောင်၌မောပန်းစွာပုန်နေလေ၏ ကဲအလုတ်စကြရအောင်စိတ်ချရပါမလားဒီအနီးနားမှာအလောင်းကောင်ကြီးတွေ့ရင်ကိစ္စမရှိပါဘူးဒီပြင်နေရာတွင်ရှောက်ရှာနေမိုးလင်းသွားမှာဒီကောင်တွေကမူးနေတာပါ တွေ့လဲကုတ်ကုတ်ကိုတတ်သိတယ်လို့ပဲထင်မှာပေါ့လာစင်းခင်တော့တုံနေတယ်ကားတွေကထုတ်ယုံထုတ်ပြီးနောက်ပြီးထိုင်နေတာပေါ့ကိုကြော့ဖေးသည်ခင်လက်မောင်းကိုကင်ကကားအပြင်သို့ဆွဲခေါ်လေသည်ခင်သည်ခြေနင်းကုန်၌ထစ်နေတာ တွဲလောင်းထိုင်လျက်မျက်ရည်များကျဆင်းပြီးရှိုက်ငိုနေလေသည်ကိုကြော့ဖေသည် ခင်ကိုတစ်ချက်ကြည့်ကနှထင်ကို ဖြန်းကနေလှမ်းရိုက်လိုက်လေသည် ခင်လည်းအံ့အားသင့်နေပြီးနောက်ချက်ချင်းထသည်အငိုလည်းရှက်သွားလေတော့သည်မျက်ရည်လည်းထွက်မလာတော့ကဲကျွန်တော်ကိုကူပြီးတော့နှစ်ယောက်သားစကားမပြောကြပဲအလောင်းကြီးကို ကားထဲမှာထုတ်ကြလေသည်သူတို့သည်အလောင်းကြီးကို ကြောက်သေးရှိခြုံအောက်သို့ပြစ်ချလိုက်ကြလေသည် ကိုကြော့ဖီသည်အခြားတစ်ဖက်မှာလမ်းပေါ်သို့တက်လာလိမ့်၏ခြေရာကောက်လို့မရအောင်လှုပ်ရတာရှင်ဘာမှမဖြစ်ဘူးနော်ဟုတ်ခင်ကစိုးရိမ်စွာမေး၏ကိစ္စတော့ပြီးသွားပြီထို့နောက်သူတို့သည်ကားထဲပြန်သွားကြသည်ကိုကြော့ဖီကဆက်မောင်းလိသည်ဘယ်သွားမလို့လဲဒီနေရာကပြန်꿰လို့မရဘူးလမ်းကျင်တယ်နောက်ပြီးဒီနေရာမှာကားတစ်စီးရက်တယ်ပြန်꿰တယ်ဆိုတာအရာမထင်ရင်ကောင်းတာပေါ့ လမ်းမကြီးပေါ်ပြန်ရောက်မဲ့လမ်းခွဲရှေ့မှာရှိသေးလားမရှိဘူးထင်တယ်ကိစ္စမရှိဘူးလေတနေရာမှာခွေတာပေါ့သူတို့ဒီစကားမပြောကြပဲနေကြသည်သုံးလေးမိုင်ခန့်သွားမိတော့အခါလမ်းမကျေလာ၍ခွေလိုက်လေသည်ဟာမေ့နေလိုက်တာတနက်ကောကိုကြော့ဖီကမေးလိုက်အခန်းထဲမှာပေါ့ဘာဖြစ်လို့လဲတတိမေ့နေတယ်အလောင်းတွေ့ပြီးတနက်မတွေ့ရင်တွေးစရာဖြစ်နေမှာစိုးရတယ်သူ့ဘေးမှာတနက်ထားခဲ့ဖို့ကောင်းတယ် ဒါဖြင့်ဘယ်နဲ့လုံမလဲကိစ္စတော့မရှိပါဘူးလေကန်တရားပေါ့ပလိကသူ့ဘာသာသူတွေးလေအောင်ပေါ့သူတို့သည် လာလန်းအတိုင်းပြန်ခဲ့ကြလေသည် ကိုကြော့ဖေသည် ကောင်းကင်အားစိုးရိမ်စွာလှမ်းရွေချီလေသည် အမောင်သည်ပါးစားပြူလာပြီမကြမီပင်အလင်းရောင်လာတော့မြည်ကိုကတည်နေလေသည်သူတို့သည်စိတ်တကရသူဝင်သည်လမ်းသွေးကလေးထဲရောက်လာလေသည်ခင်ပါတာမောင်းသွားပြီတော့ ကျွန်တော်ဘိုင်စကယ်ကဒီနားမှာဟွက်ထားခဲ့တာ ခင်သည်လက်လက်ကလေးပြုံးသည်ကို သူကမြင်လေသည်ခင်ကတခုခုကိုပြောကျင်နေလေသည်ကိုချော့ဖေကခင်ပခုံးကိုပုတ်ခါပြီးပြီအိတ်ဆေးရှင်တောက်ပြီးအိတ်ပျော်အောင်အိတ်ပြီးတော့အိတ်ရာကနိုးရင်လမ်းလာလိမ့်မယ်ခင်တော့မအိတ်ချင်တော့ဘူးကရုံကင်ကြီးဖြစ်နေတယ်တိနေတယ်လေဒါကြောင့်အိတ်ဆေးရှင်တောက်ဖို့ပြောတာမနှက်ဖြန်တော့လာခဲ့ုံးမယ် ခင်တနေ့လုံးရှိမယ်အမတ်ချုပ်ကတော့ထမင်းစားပွဲဖိတ်ထားတာရှိသေးတယ်မဟုတ်လားတတိယလားခင်ဒီမကောင်းတော့ဆိုပြီးဖြတ်လိုက်မယ်မဖြတ်ပါနဲ့ဒါမျိုးမလုပ်ပါနဲ့ခါတိုင်းလိုပဲလုံမြဲလို့ကင်မြဲကင်လောကကြီးမှာအပူပင်ဘာမှမရှိတလို့ပေါ့တကယ်လို့ဗျာမပြောကောင်းမဆိုကောင်းကို့အပေါ်မှာတန်တရားရှိစရာပေါ်လာရင်ကိုကအပြစ်မရှိချောင်ပြရတာပေါ့ဟုတ်တယ်မဟုတ်လားဟုတ်ကဲ့ခင်ဒီ ကားမောင်းသည့်နေရာ၌ဝင်ထိုင်၍ကိုကျော့ဖေသူ့ဝတ်ထားသည့်ခြုံထဲမှဘိုင်းစကယ်ယူကတက်စီးသွားသည့်အထိစောင့်ကြည့်နေပြီးမှ အထဲမောင်းဝင်လာလေသည်။ခင်သည်ကားကိုကားယုံနှင့်အသာသွင်းကာအတန်မကြားရအောင်အိမ်ထဲဝင်လေသည်။သူမသည်အိတ်ခမ်းဝါးသို့ရောက်သောအခါတွေ့ကရက်နေမိလေသည်။အခန်းထဲဝင်ရမှမုန်းတယ်လို့လို့ကြောက်တယ်လို့လို့တကားဖွင့်လိုက်ရင်မောင်ဝီစင်များရက်နေသည်ကိုမြင်ရမလား။ခင်သည် တကားကိုတွန်းဝင်ပြီး မီးခလုတ်ဖွင့်လိုက်လေသည်တခန်းလုံးမီးလင်းသွားသည်ကိုမြင်မှတက်တာရာရသွားလေသည်အခန်းမှာရခင်ကအတိုင်းပင်မပြတ်မယွင်းတည်ရှိနေသည်သူမသည်စပွဲပေါ်မှနာရီကိုချိလိုက်သည်ငါးနာရီပင်မထိုးသည်ဤမြတူတောင်းလာတော့အချိန်ပိုင်းအတွင်းကြောက်စရာပင်ဖြစ်ပျက်ခဲ့သည်ဘာပဲပေးရပေးရအချိန်ကာလကိုပြန်၍နောက်ရောက်အောင်လုပ်နိုင်လျင်ကောင်းလေစွာ ညင်ဦးကဲ့သို့လွတ်လပ်၍ပျော်ရွှင်သောမိမတအုပ်ဖြစ်နေနေချင်းဆန်းပါပြီ။မျက်ရည်များသည်ဘားပေါ်သို့စီးကျလာလေသည်။ခင်သည်ပန်းလျာလျက်ရှိသည်။ခေါင်းမှဝေကအဖြစ်ပြက်အားလုံးတို့သည်တပြိုင်နက်တည်းဖြစ်ပြက်တဲ့ကဲ့သို့ရောထွေးစုပုံကတရိပ်ရိပ်ပေါ်လာကြလေ၏။သူသည်အဝတ်အစားတို့ကိုအသာဖြင်းညင်းစွာလဲလေသည်။ဤအိယာတို့ဝင်မအိတ်ချင်တော့သို့တော့မတက်နိုင် ဤအင်ချင်းနိုင်ရက်အနေငယ်များတော့နေရပြုံးမည် အကယ်၍ဥရဲအောင်နှင့်ဆိဆက်ချောင်းလန်းချောင်းချိန်ညာပြီးလျင်ကယမုနရထ၌ဆက်နေရန်လိုတော့မည်မဟုတ်ထို့နောက်တန်အမတ်ကတော်အဖြစ်နိုင်ငံခြားသို့သွားရမည်ဖြစ်လေသည်ထို့အခါအားလုံးသည်စိတ်ချသွားရကအရာအားလုံးကိုလည်းမေ့နိုင်ပေတော့မည်သို့သောအဲ့ရတဲ့ဝင်လှဲလိုက်လျင် ပကံများကိုကိုချော့ဖီယူငင်တင်းစီသည်ကိုသွားတတိရလာ၏ခင်သည် တက်ကလညာဝဲအင်ကြီးကိုကောက်ဆော့ကထမင်းစာကန်ထဲမှာဖြက်လျက်မိဖို့ချောင်းထဲသို့ဆင်းသွားလေသည်အကယ်၍အခိုင်းစေများမြင်တွေ့ပါကလည်းစာ၍တခုခုစားရန်လှန်လောရှာဖွေသည်ဟုပြောနိုင်ပေသည်အင်ကြီးမှာလူသူကင်းမဲ့လွန်၍ကြောက်စရာပင်ကောင်းနေကမိဖို့ချောင်းအခန်းမှာဂူလိုင်ကြီးနှင့်တူနေပေသည်စပွဲပေါ်၌ဝတ်ပောင်ချောက်အပိုင်းစာများကို တွေ့၍ကြောင်အိမ်နှင့်ပြန်ထည့်လိုက်သည် ချက်ဥအခွန်အကွဲအစများကိုယူ၍အမိုက်ပုံးထဲသို့ထည့်သည် ဝိုင်ကလပ်ကလေးများကိုစေးကြော်၍သူ့နေရာသို့ပြန်ထားသည်ထို့နောက်ချက်ဥကြော်သည့်ဒေအိုကိုချိတ်ကလေး၌နေရာတခြားချိတ်ထားသည်သင်္ကာမကင်းဖြစ်စရာလက်ရာချီရာတစ်ခုမှမရှိတော့မှအသာအိတ်ခမ်းသို့ပြန်လာခဲ့လေသည် ခင်သည်အိတ်ရာပင်မှအိတ်ဆေးပလင်းကိုဖွင့်ကာအပြားကလေးများကိုမြှို့ချလိုက်သည်စပွဲပေါ်မှာမီးတိုင်ကို ခလုတ်ပစ်လိုက်သည် သူမသည်များစွာပင်ပင်ပန်းနွမ်းနေလျက်ရှိလျာအကယ်၍အိတ်မပြောလျင်တွတ်တွတ်ပင်ယူရချေရဟုတွေးနေ၏ထို့နောက်မျက်တောင်များဆင်းကြလာကအိတ်ပြောသွားလျော်သည်